ယူဆချက်နဲ့လေးပြန်လဲကျူသူပါပဲဗျာနော်နေပါလေပြောချင်းလဲဆိုတော့နော်ဒီမှာပြပေးတာမှာပေါ့ဗျာနော်အမေရိကန်နိုင်ငံမှာလည်းအချင်းကြနေပြီးမြန်မာနိုင်ငံသားနှစ်ဦးကိုစစ်ပစ်နေသည့်တောင်စုတန်သို့ပို့ခံရဆိုပြီးတော့နော်အမှဒီမှာလည်းပြထားကိုကျော်မြရဲ့ကိုညိုမြင့်နဲ့နော်အဲ့နှစ်ယောက်နော်ကျွန်တော်ကြားတာတော့ဒီကမရိမှုလုပ်တယ်လို့တော့ပြောတာပဲမသိဘူးအဲ့ဒါအတိအကျမသိရအတွက်ကျွန်တော်လည်းမပြောလို့ဘူးသူကမရိချင်းချင်းပါပဲချင်းချင်းသူများနိုင်ငံမှာစီကားချိုးဖောက်လို့အဖမ်းခံရတာပဲဒါချင်းချင်းလေး စီကံတစ်ခုခုရှုပေါက်တယ်ဒါမဲ့ကျွန်တော်တို့ကြားရသူမရင်နော်မရင်မှုလောက်ထားတဲ့အရာလည်းရှိတယ်အဲကြတော့နော်သူများနိုင်ငံမှာနေပြီးတော့နော်ကိုမြန်မာနိုင်ငံဟိုတိတ်ခါချသေးတာအဲ့နိုင်ငံမှာနေအဲ့နိုင်ငံမှာမှာတွားပြီးတော့ဒီမှာတွားတော့ကလည်းမြန်မာနိုင်ငံတိတ်ခါချပြီးတွားတယ်နော်ဘာဖြစ်ပါလဲညာဖြစ်ပါလဲမဟုတ်တန်းရရှောက်ပြောပြီးတော့သွားကြတာကြီးပဲဗျာเนาะအဲကြောင့်ကျွန်တော်ပြောတာခမကျွန်တော်တင်မိသားပြီးပြီလေ UN ကတ်လျှောက်မှုဟာကိုခမ2019ရက်သွားပြီးတန်းစီနေတဲ့လူအများကြီး2019ဆို2021မဖြစ်ခင်နေရသွားပြီးတန်းစီနေတဲ့လူတစုကတတ်တတ်ကိုရှိရနော်ကြတော့ခမနိုင်ငံရေးတွေဘာတွေညာတွေမဟုတ်တို့ကတဲ့စကားမှာဒီကအကုန်လုံးရောင်းပြီးသွားနေတဲ့လူကတတ်တတ်ကိုရှိရဘောင်းသွားစီမံနဲ့လွတ်တာဆိုတော့ခမအဲ့ဒါကတ်အောင်သွားလုပ်တဲ့အရာတော့တချို့ဆိုလို့ချင်းရှောင်းနေလောက်တောင်စောင့်ရတယ်ဒါရိုက်ဒါရိုက် UN ကတ်ရဖို့ကြတော့ခမတို့မြင်တာဖို့လိုတယ်ခမတို့မြင်တာဖို့လိုတယ်နော် အကြောတချို့ကဘူမဒီကုမဒီဘူမဒီကုမဒီနဲ့အာအချုံမတဲ့အချုံမတဲ့ဘလို့ဖြစ်တယ်ညာလို့ဖြစ်တယ်နဲ့ခမရတို့စိတ်တက်တွေပြင်ခမရတို့ရဲ့စောက်ယုံမာတဲ့စိတ်တက်တွေပြင်သူများနိုင်ငံသွားပြီးတော့ကလေးတငယ်လေးတွေကိုမရင်းကျင်တာအတမပြေသေးတဲ့ဟာတွေကိုမရင်းကျင်တဲ့ကောင်းကြီးလက်ပါတယ်နော်အဲတော့မြန်မာနိုင်ငံသား၃ယောက်ဆိုတာလေမအင်ဗျူရိုင်းမှာတော့ခမရဆိုင်းဘုတ်လေးထောင်ထားသေးရဲ့ဆိုတာလေမမီလာတော့မသိဘူးနော်ကျွန်တော်တင်ပေးရတာအကြောမြင်သာပါတယ်ဗျနော်ကျတော့ဒီလိုကောင်မျိုးတွေနော် ူများနိုင်ငံသွားပြီးတော့ကိုအခုကျတော့ဘာဖြစ်တော့တော့မြန်မာနိုင်ငံသားလို့ပါထပ်ပါသေးအမှန်တကယ်မဟုတ်ဘူးကြာသူတို့နိုင်ငံမှာနေပြီးတော့သူတို့နိုင်ငံသားဖြစ်နေဒါပေမဲ့မူရင်းကတော့အမေရိကန်ပေါ့ဗျာမူရင်းကတော့အမေရိကန်ပေါ့ Oh sorry မူရင်းကတော့မြန်မာနိုင်ငံမြန်မာနိုင်ငံကနေပြီးတော့မှဖွက်ပြီးတော့မှအမေရိကန်နိုင်ငံသားအဖြစ်ခံယူပြီးတော့အဲ့မှာစီကံလဲဖောက်လဲဖောက်ပြက်ကိုမြန်မာနိုင်ငံသားပြန်ဖြစ်သွားပြီမြန်မာနိုင်ငံသားရပဲ သွားပြီးတော့အမေရိကန်မှာမရင်းကျင်နေသလိုပါလို့မှန်တယ်ကမဟုတ်ဘူးလေမြန်မာနိုင်ငံကနေထွက်သွားတယ်ထွက်သွားပြီးတော့အမေရိကန်နိုင်ငံသားဖြစ်တယ်ဖြစ်ပြီးတော့မှအမေရိကန်နိုင်ငံသားဖြစ်ပြီးတော့ဒီလိုအပြစ်မှုယူလာတာအမေရိကန်နိုင်ငံသားပေါ့ဗျာမြန်မာပြည်ဘွားအမေရိကန်နိုင်ငံသားဖြစ်ရမှာလေဗျာအခုကျတော့မြန်မာနိုင်ငံသားလည်းသွားသွားရောကိုနိုင်ငံအော်တိုမက်တစ်တိတ်ကကြာနော်နော်အသက်တွေလည်းတေကန်နီးနေပြီဗျာရုပ်ကြီးတွေကိုကြည်လာရုပ်ကြီးတွေကိုကြည်လာငါတေကန်နီးနေဒါကြီးကိုဗျာတနာသိကငယ်သေးရတယ် မင်းအမေရိကန်လောက်ဗျာဒါကြီးဒီလောက်ပေါ်တာဗျာခမရလည်းဒါကြီးဒီလောက်ပေါ်တာစောင့်ဆံမရှာဘဲနဲ့လကားလို့ရင်းတဲ့ကောင်မျိုးတွေလာတယ်မသိနော်တကယ်ယွန်းစရာကောင်းတယ်ဗျာတကယ်ယွန်းစရာကောင်းတယ်ဗျာနော်ယွန်းစရာကောင်းတယ်အဲ့လောက်အဲ့လောက်ဟိုတွင်ဖြစ်နေရတာ